ဖြစ်ကြတာပါဒီကတော့ရေပေါ့နော်ကျမတို့ကရေမရှိတော့ကြတဲ့ဒီလိုမျိုးမြောင်းရေကိုလိုစောစောနတွေးခဲ့တဲ့မြောင်းရေကိုတုံးကြရတာပေါ့နော်ချိုးတာပဲဖြစ်ဖြစ်ထမင်းချက်တာပဲဖြစ်ဖြစ်တောက်ရတာပဲဖြစ်ဖြစ်အဲ့လိုကြီးဖြစ်နေတာပေါ့ဒီဘက်ကဘာလို့မှအဲ့လိုမျိုးတိကျတော့မလာကြဘူးရေလေးကျမလေးတို့ကကူပြီးသေးပါ ငါတို့ပါမသွားဘူးဆိုတော့ငါတို့သူများကိုကူလို့ရတယ်ကူဖို့အတွက်ငါတို့ကြံနေတာနဲ့တူတယ်ဆိုရယ်စိတ်မျိုးလေးနဲ့ဒါတတ်နိုင်သလောက်ပေါ့နော်ဒီနေ့ကဒီနေ့ခီးက နေပြီးတော့စကိုင်းမန္တလေးပေါ့အဲ့မှာအဲတချို့အလှူရှင်တွေနည်းနည်းလေးရောက်ပေါက်နေတဲ့နေရာလေးတွေကိုရှာဖွေပြီးတော့အမတက်နိုင်တာလေးတွေတွားပြီးကူပါမယ်လူဖို့ရည်ရွယ်ချက်ကအစဖြစ်ခရေရတော့အဲစိတ်ထဲမှာလန့်တော့လန့်ပါတစ်ခါမှလည်းမကြုံဘူးပေါ့နော်အဲ့တော့ကိုရီဒီလိုကတ်ကတ်မျိုးထဲမှာကိုရီပါမသွားဘူးဆိုတော့ငါတို့အိမ်မှာထိုင်နေလို့တော့တရားပါမလားပေါ့နော်အဲ့တော့ငါတို့ပါမသွားဘူးဆိုတော့ငါတို့သူများကိုကူလို့ရတယ်ကူဖို့အတွက်ငါတို့ကြံနေတာနဲ့တူတယ်ဆိုရယ်စိတ်မျိုးလေးနဲ့ဒါ တန်တက်နိုင်တယ်လို့ပေါ့နော်အဲကိုယ်မိသားစုတွေကိုယ်ကျေးဇူးရှင်တွေကိုလည်းခွန်အားပေးရင်းနဲ့တက်နိုင်တယ်လို့နေတယ်အမားတို့ကူပြစ်တာပါ ကိုပဲနည်းနည်းဘာလို့ကဘုံတော်လဲကိုကြီးမတန်းဘူးဟောသိပါတယ်နာမည်သိပါတယ်အဲ့ဒါအဲ့ဒါကြောင့်အမတီးလာတာပေါ့ဟိုလည်းတမင်းကြီးကိုလူဖြစ်ကြတာပါ အာပသိမ်ကြီးမြို့နယ်တဲကုန်းကွက်တဲ့ဒီဘက်ဟိုအလူရှင်တွေမရောက်သေးတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကိုရောက်နေပါတယ်ဘယ်လိုလဲဆက်ဆက်ပြီးအချိန်ကြီးပါအာဆက်ဆက်တာကတော့အမားနဲ့送ခဲ့ဘူးတဲ့ဒီညမလေးနဲ့ဆက်ဆက်ပြီးတော့ညမလေးကမက်ဆေ့ချာနေပြီးတော့အကူညီလာတောင်းတဲ့အချိန်မှာတကယ်ကိုပဲဘယ်သူမှမရောက်သေးဘူးပေါ့နော်ခက်ခဲလေးဖြစ်နေတယ်လန်ခီရလည်းအခုလာတဲ့အချိန်ကျတော့လန်ခီရလည်းတကယ်ခက်ခက်ခဲခဲလာရတယ်ပေါ့အဲဒါကြောင့်မို့လို့ဒီညမလေးနဲ့ချိတ်ဆက်ပြီးတော့လာလူဖြစ်တာပါရှင် လေးတို့ကတော့ဟိုပါဆဆဖြစ်ဖြစ်ချင်းပေါ့နော်ဆဆဖြစ်ဖြစ်ချင်းငရင်လှုပ်လိုက်တဲ့အချိန်ကတော့အကုန်လုံးပတ်ဝန်းကျင်တွေအကုန်လုံးကပြူသွားတာကိုပတ်ဝန်းကျင်တွေအကုန်ပြူသွားပြီးတော့ကျတော့အဲ့လိုမျိုးဟိုပါအသက်လူပြီးတော့ပြေးကျတာပေါ့နော်ပြေးကျတော့အဲ့လိုမျိုးရှိတဲ့ဟာတွေအကုန်လုံးလည်းဘာမှမရှိတော့ပျက်စီးကုန်တယ်ပေါ့ပျက်စီးတာတွေကလည်းတော်တော်များတယ်ပေါ့အဲဆိုတော့ဘလိုတော့ဆိုတော့ညီမလေးကလည်းခိုက်မိသွားတယ်ပေါ့အဲ့လိုအသေးရောက်တွေပါရောရှိရရှိရရှိရအောင်ဟိုပါပေါ့ ဘောဒီဘိုင်မထုတ်ရသေးဘူးမထုတ်ရသေးဘူးခရင်ကားတွေလည်းလိုတယ်ပေါ့ဟိုဘက်ချမ်းနေမှာဆိုတော်တော်ပြူတာပေါ့အဲ့လိုပြူတဲ့ဟာတွေကကြဘယ်သူမှမရောက်လာကြသေးဘူးအဲ့လိုဖြစ်နေတာဒီကားကတော့ရေးပေါ့နော်ညီမတို့ကရေးမရှိတော့ကြတဲ့ဒီလိုမျိုးမြောင်းရေကိုလိုစောစောနာတွေးခဲ့တဲ့မြောင်းရေကိုတုံးကြရတာပေါ့နော်ချိုးတာပဲဖြစ်ဖြစ်ထမင်းချက်တာပဲဖြစ်ဖြစ်တောက်ရတာပဲဖြစ်ဖြစ်အဲ့လိုကြီးဖြစ်နေတာပေါ့လူတွေကလည်းလှူတဲ့သူတွေကလည်းမသိသေးဘူးလေအဲ့ဒါကြောင့်ညီမအခုညီတောင်းတာ မမကိုယ်ရောအဲ့ဒီရှင်ချိုးခဲ့ရဟုတ်တယ်ရှင်ညီမလေးတို့လည်းထမင်း၃ရက်မစားရဘူးရေ၂ရက်လောက်မတောက်ရအခုတတိလည်းညီမလေးရေမချိုးရသေးဘူးလေးလည်းလောက်ရှိပြီရှင်ပြေးကြရလားဆိုတော့ဝင်ရတိုးကြီးတွေဘာဆိုဘာမှကိုမသိတော့ဘူးဝင်ရတိုးကြီးကိုပဲဟိုမတက်မရက်နိုင်မဲနဲ့ကိုအိမ်ကြီးကဆက်တိုက်ပြုံးနေတော့မယ်တဝုံးဝုံးအတန်နေကြနေရတာညီမလေးတို့လည်းမကြည့်ရတော့ဘူးအဲ့လိုတစ်ပင်းကြီးတောက်မှဝင့်နေကြတာကိုဘက်မှာတစ်ပင်းကြီးရှိရဲ့ မလေးတို့ဒီကရေပေါ့နော်ရေလေးကိုအဲ့လိုမျိုးကိုလိုကတဆင်အဲ့လိုလေးပြောပြပါပေါ့တောက်ရေကတော်တော်ခက်ခဲနေရပေါ့ဒီဘက်ကဘာလို့မှအဲ့လိုမျိုးတိကျတော့မလာကြဘူးရေလေးညီမလေးကိုကူညီပေးပါမလေးနဲ့မမနဲ့ကစောခုရဲ့ရှင့်စောခုရဲ့မမမလေးတို့နဲ့တကောင်းမှာအတူတူကားကြတယ်ကားကြတော့じゃမမ သူကကန်ထိုက်ကသူ့ကိုငားညာလုံးငားတာပေါ့နော်ငားညာလုံးငားတော့ကြတော့မမရှူရအဲတဲခုကမှနေတာတဲခုကမှနေတော့အဲ့နေကစသချင်းညာသမီးတို့စီကိုတချင်းလာဆိုရမှာအားဆိုရမှာမမရှူရကပြက်နေတာပြက်နေတော့ကြမမရှူရဘလုံးမအစင်မပြေဘူးလာဖို့ရဒါပေမဲ့စိုက်ကိုင်းငားပြီးတော့ညီမလေးတို့စီကိုရောက်အောင်လာတယ်ရောက်အောင်လာပြီးတော့တချင်းနေဆိုးခဲ့တယ်ဆိုပြောတော့ငားညောင်လုံးလုံးစူးကြရဲအများကြီးရတာသူအောက်ကပြေကကလည်းသူ့ကိုတီးတော့လေဒါမှမဟုတ်သူကတပြားမှမယူ မလေးတို့အဖွဲ့တွေအကုန်လုံးသူဖေးခဲ့တာမလေးအရမ်းမမိတဲ့ဘာမှမသိလားဘောင်းရဲ့အာကိုရချီဘောကိုအာကိုရချီအားကြောင့် तू အဲ့လိုလာပြောတဲ့အချိန်မှာမိုင်းမိုင်းရအောင်လာခဲ့မယ်လမ်းဘလောက်ခက်ခက်ရတယ်မိုင်းရအောင်လာခဲ့မယ်မရဘူးဆိုရင်ရတဲ့ဟာနဲ့တည်ပြီးလာမယ်ဆိုပြီး तू အဲ့ဒါပြောလိုက်တာဘလို့အားပေးရမှန်းကို မသိတာပါဒါပေမဲ့ပြောရရင်တော့ဟောလောကဒဏ်ပေါ့နော်လောကဒဏ်ဆိုတာကြီးอ่ะတစ်ခါတလေမှလေဟိုဘာမှကို့မှဘာမှမကြံလောက်တဲ့အထိချုပ်ချစ်ပြီးယူသွားတတ်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဘယ်နှကြိမ်မဲမမဖေဖေပြောသလိုပေါ့တမီးရဲ့မမဖေဖေပြောသလိုဘယ်နှကြိမ်မဲလဲကြလဲကြဆဲကလဲကြရင်ဆက်တစ်ခါထနိုင်ရမယ်ငါတို့ကလူတွေလူဖြစ်နေတာဖြစ်တဲ့အတွက်မသေးမချင်းတော့ငါတို့ကိုလောကဒဏ်အမျိုးမျိုးကြီးစဲမှာပဲအဲ့တော့ ဘလို့ပဲလောကရံနေကြီးစဲကြီးစဲမတို့ပြန်ထားနိုင်ရမယ်မတို့လှုပ်ရှားနိုင်ရမယ်ကိုဘာမှမဖြစ်ရင်တောင်မှဖြစ်တဲ့လူကိုမတို့ကူနိုင်ရမယ်မတို့ဘာမှမဖြစ်ဘူးဆိုတာငါတို့ကံကောင်းလို့ဆိုပြီးဒီတိုင်းထိုင်နေဖို့မဟုတ်ဘူးမတို့သူများကိုကူဖို့အဲ့စိတ်မျိုးနဲ့မတို့ရှင်သန်နိုင်ရမယ်အမြန်လဲပြန်လဲပြီးတော့ပြန်လဲထူထောင်နိုင်ပြီးတော့အမြန်ဆုံးအေးအေးချမ်းချမ်းနဲ့လောကရံကိုဖြတ်တန်းနိုင်ကြပါစေလို့လည်းဆုမွန်ကောင်းနေတောင်းပေးပါတယ်